င်္ဂလာပါရှင်။ရောင်းခဲ့တဲ့ဂျန်နဲ့နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။နောက်တစ်ခါတင်ဆက်ပေးမှာကတော့ရွှေကုတ်ကိုကိုထူထောင်ခဲ့တဲ့ PGF ကစစ်တပ်ရဲ့ကရင်လုံးနေဝင်ကြီးဘုံမူးကြီးမင်းကျော်သူနဲ့အတူကြားဖြန့်လုံးနေတဲ့တယောက်တွေပါဝင်နိုင်ငံခြားသား346ကိုဖမ်းဆီးပြန်။ရထိုက်ကုမ္ပဏီထိတ်တန်တောင်းရှင်းသွင်းတဲ့တယောက်ကြားဖြန့်တဲ့တရားလုံးကို PGF ကရွှေ့ပြောင်းပေးတာ။ကင်ပင်နယ်များတွေမြို့နယ်မှာကြားဖြန့်မြို့တော်ရွှေကုတ်ကိုထူထောင်ခဲ့တဲ့နေကြာဆောက် PDF ကစစ်တမ်းရဲ့ခရင်လုံနယ်ဝင်ကြီးပုံမှုကြီးမင်းကျော်သူနဲ့အတူ ကြားပြန်လုပ်နေတဲ့တရုတ်တွေပါဝင်နိုင်ငံခြားသား346ကိုယမန်နေ့ညနေပိုင်းဖမ်းဆီးပြခဲ့တယ်။ထိုင်းတရင်ထောက်တကောပါခေါ်ယူပြီးစစ်တပ်ရဲနဲ့ဒု BJF နိုင်မောင်စိုးဦးဆောင်နဲ့တပ်ဖွဲ့တွေကရွှေကုတ်ကိုတွင်မှာကြားပြန်လုပ်နေတဲ့တရုတ်တွေနဲ့နိုင်ငံခြားသား346ကိုဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးကွန်ပျူတာတွေဖုန်းတွေကိုပါဖမ်းဆီးရရှိခဲ့ကြောင်းထိုင်းတရင်ရဲ့ပေါ်ပြချက်အရသိရတယ်။ယမန်ညပိုင်းရွှေကုတ်ကမှာစအောင်များစုကနေမဲမောင်နေပြီးမိဆက်တန်နေလည်းမကြတော့ကြောင်းထိုင်းတရင်ကဆိုတဲ့ ။ထိုင်းဆိုရကမြောက်ရီမြို့ကိုလျက်စီရေနဲ့အင်တာနက်ဖြတ်တောက်ထားတဲ့ကာလအတွင်းမှာပင်လင်းထိန်ရဲ့ရွှေကုတ်ကမှအဆောင်ကြီးတွေမှာမိဆက်တန်းနေနဲ့မိရဲ့လင်းထိန်မနေတော့ကြောင်းစစ်တပ်ရဲနဲ့ PDF ကကြားဖြတ်လျက်သူတွေကိုနှိမ်နေအစစ်စင်တွေကစတင်ခဲ့တဲ့ပထမအဆုံးညဖြစ်ကြောင်းထိုင်းတရင်ကဆက်လက်ရေးသားတယ်။ နိုဝင်ဘာလ29ရက်နေ့စက်တက်လအကန့် BGF နိုင်မောင်စောကကြားဖြတ်နေကိုအပိတက်နေတဲ့နောက်မျိုးထုတ်ဖော်ပြောဆိုခဲ့တော့လေလက်တွေမှာကြားဖြတ်ထူထားမှာအဓိကထိတဲ့တာဝန်ရှိတဲ့ရထိုက်ကုမ္ပဏီတာဝန်ရှိသူတွေနဲ့ကြားဖြတ်တဲ့သတင်းတွေကို BGF ကတည်ထုတ်သွားမှုမှာမေးခွန်းထုတ်စရာဖြစ်တယ်လို့ကရင်စိတ်တဲ့မြက်ကဆက်လက်ပြောဆိုတယ်တို့ရရရွှေကုတ်ကုံမှာဆက်လက်လဲပတ်နေတဲ့ကြားဖြန့်ကုမ္ပဏီရဲ့ဆက်ရှိရှိနေပြီးဟောတချို့သောကုမ္ပဏီမှာရွှေကုတ်ကုံမျိုးမှာပြင်ပနေရတဲ့တခုကိုကွန်ပျူတာတွေဖုန်းတွေနဲ့ဆက်ဆက်ပစ္စည်းပြောင်းရွှေ့နေကြကြားဖြန့်မြန်မာလုပ်သမားတွေနဲ့အချိန်ဆက်ရှိအကင့်တည်းမြေချူကပြောတယ် နိုဝင်ဘာလ18ရက်နေ့ကင်းပြင်းနယ်မြားရီမြို့နယ်ရွှေကုတ်ကုန်းမြို့တွင်မှကြားဖြတ်နေကိုအပိသက်အပြက်နှိမ့်နေတော့မည်ဖြစ်ကြောင်းရွှေကုတ်ကုန်းမှာကြားဖြတ်တစ်ထောင်နဲ့နှစ်ထောင်ကြားရှိကြားဖြတ်နေကိုလုံးဝမထားတော့ဘဲအပြက်အပီးနှိမ့်နေတော့မည်ဖြစ်ကြောင်းထို့သောနှိမ့်နေရမှာစစ်တပ်နဲ့ပူပေါင်းပြီးနှိမ့်နေမည်ဖြစ်ကြောင်းအမေရိကန်နဲ့တရုတ်ဖျားရှိလာပြီးမဟုတ်ဘဲ BGF ကကြားဖြတ်နေနဲ့ဆုံးဖြတ်တဲ့အချိန်နဲ့တိုက်ဆိုင်နေခြင်းဖြစ်ကြောင်း BGF နိုင်မဆောင်ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်ရှေကုတ်ကမှာကြားဖြတ်တိုင်းချီရှိရဲ့ကုကသူကကြားဖြတ်တထောင်နဲ့နှစ်ထောင်ကြားရှိရဲ့ဆိုတော့ဒီလောက်ပဲဖမ်းပြမဲ့သဘောမျိုးပြောသွားတယ် ရွှေကုတ်ကိုလည်းမှာကြားဖြတ်မရှိဘူးဆိုရင်တသိန်းကနှစ်သိန်းကျော်ရှိပါတယ်။ရွှေကုတ်ကိုထူထောင်သူရှိစီချင်းကိုကြားဖြတ်ငွေလိမ်မှုတွေပါဝင်နိုင်ငံတကာရာဇဝတ်မှုတွေနဲ့ထိုင်းနိုင်ငံကတရုတ်နိုင်ငံကိုနိုဝင်ဘာလ12ရက်နေ့မှာလက်ပြောင်းလိုက်ပြီးအမေရိကန်ကလည်းကြားဖြတ်နေကိုကောက်ွယ်ပေးနေတဲ့ PKPA တပ်ဖွဲ့နဲ့ခေါင်းဆောင်လေးဦးကိုစီးပွားရေးတန်ခတ်ပိတ်ဆို့ကကြားဖြတ်တိုက်ဖြတ်ရေးတပ်ဖွဲ့ကိုလည်းဖွဲ့စည်းခဲ့ပါတယ်။မြောက်ရီမြို့နယ်မှာကြားဖြန့်စင်တာတွေကိုဘီဂျက်ဆော့ချက်တို့တိကိပီရဲ့ပါဝင်စစ်တပ်နဲ့အဆင်ပြေသောလက်နက်ကင်တပ်ဖွဲ့တွေကကြီးကြပ်လုပ်ကိုင်နေခြင်းဖြစ်ပါတယ်။ ရရှိသောချက်လက်တွေဟာစစ်ကောင်စီတပ်ဖွဲ့ဝင်တရားဒဏ်ရှိသူတွေဆောင်ကြောင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ကြတဲ့ပြောဆိုချက်တွေဟာသိရပါတယ်။နေ့စဉ်စစ်သားတွေဆုံမစင်တွေကိုထုတ်ပြန်မှာဒေသကာကွယ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ကြတဲ့ပြောဆိုချက်တွေကိုစုစည်းဖော်ပြအကျဉ်းဖြစ်ပြီးမြေပြင်ရှင်တွေမှာအမှတ်ကံစစ်သားတွေတည်ဆောင်ရှိမရှိကိုယ်စင်တီဗီနာချင်းမရှိအောင်သိစေရပါတယ်။ဆလဘီစင်ငိုင်းမြင်းနယ်မှာစစ်တပ်အတူရောင်တရားမွေရွေးကောက်ပွဲဖြစ်များအတွက်ပူပန်းပါဝင်တဲ့ပြည်စော်တင်ကားကိုအရှင်ဖမ်းမိလက်ပစ်ပုံးနဲ့တင်စီရရှင် မလေးတိုင်းစင်ကိုင်မြို့နယ်မှာဂျန်ဖတ်စစ်တပ်တွေ့ရတရားမွင့်ရွေးကောက်ပွဲဖြစ်များ၏အတွက်ပူပေါင်းပောင်းတဲ့ပြူစော်တဲ့ငါးကိုအရှင်ဖမ်းမိကလက်ပစ်ပုံးနေတိုင်းစီရှိခဲ့ကြောင်းကြောက်ဆက်ခဲ့မနေ့တိုင်းတက်ကွဲနေတန်းကနေသိရတယ်။နိုဝင်ဘာလ16ရက်နေ့မှာစင်ကိုင်မြို့နယ်တွင်ဂျန်ဖတ်စစ်တပ်တွေ့ရတရားမွင့်ရွေးကောက်ပွဲဖြစ်များ၏အတွက်လက်နက်ကိုင်ပူပေါင်းပောင်းတဲ့ပြူစော်တဲ့လိုက်ပါလိုက်ထော်လာကြီးတစီကိုတော်လိုက်တဖွဲကစောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ထိုသောစောင့်ကြိုဖန်စီမှုတွေထောက်လာကြပေါ်လိုက်ပါလိုက်ပြူစော်ဒီငါကိုတော်လိုက်တဲ့ဖွဲ့ကရှင်ဖန်းပြီးခဲ့ပြီ ၎င်းတို့ကင်ဆောင်ထားတဲ့လက်ပစ်ဖုံးတွေသိမ်းဆီရရှိခဲ့တယ်။ရင်းတို့ဖက်စီရမြေပြူစောတဲ့ငါးကိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလက်ပြပို့ဆောင်လိုက်ပြီးအရေးယူမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်။အစောပါဖန်စီမှုကိုကြောက်စဲခဲ့မှန်နေတဲ့တက်ခွဲနဲ့ကြောက်စဲခဲ့မှန်နေတဲ့တက်ခွဲသုံးနဲ့စင်ခိုင်ဘကဘာတို့ကပူပေါင်းလို့ဆောက်ခဲ့ခြင်းဖြစ်ပြီးတော်လဲရဲပေါ်တဲ့ထိခိုက်ပြေပြဲနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်။အလားတူဇန်နိုင်လပိုင်းကလည်းနမောင်မျိုးတွေလမ်းပိုင်းမှာတော်လဲတပ်ဖွဲ့တွေကလမ်းပိုင်းလုံခြုံရေးစစ်ဆင်မှုပြုလုပ်နေစဉ် ရွေးကောက်ပွဲကော်မရှင်ကြည်တန်းစင်မောင်မင်းသူကိုလည်းရှင်ဖန်စီနိုင်ခဲ့ကြောင်းထို့သောဖန်စီရမိခဲ့ရွေးကောက်ပွဲကော်မရှင်ကြည်တန်းစင်မောင်မင်းသူထံကရွေးကောက်ပွဲလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့အစင်းချို့ကိုသိကြရှိခဲ့ပါတယ်ဆလာဘီမြိုင်နယ်ပေါင်းမြွနယ်ဆက်မှာစစ်တပ်ကစစ်ကြောတို့မိရှော်ပြီးလေးနဲ့စတိုက်ပေါ်တဲ့နေ့တောင်းနေကြသောပြည်သူတွေပြေလွတ်အထောက်ပြင်းနေရ။မကွေးတိုင်းမြိုင်မြွနယ်နယ်ပေါင်းမြွနယ်ဆက်မှာကြက်ဖက်စစ်တပ်ကစစ်ကြောတို့မိရှော်ပြီးလေးနဲ့စတိုက်ပေါ်တဲ့နေ့တောင်းနေကြသောပြည်သူတွေပြေလွတ်အထောက်ပြင်းနေရကြောင်းဒေသတွင်သတင်းမြင့်နဲ့ဒေသပြည်သူတွေကပြောတယ်။ နိုဝင်ဘာလ16ရက်နေ့ကစတင်ပြီးပေါင်းမြွနယ်မြောက်ပိုင်းကိုဂျပန်စစ်တပ်ကစစ်ကြောင်း၃ကြောင်းနဲ့စစ်ကြောင်းထိုးနေခြင်းကြောင့်ကျေးရ29ရာမှပြည်သူ18000နီးပါးတောတောင်များတွင်ထွက်ပြေးတိမ်းရှောင်နေရတယ်။ဒီဆိုပါဂျပန်စစ်တပ်စစ်ကြောင်း၃ကြောင်းကမြိုင်နဲ့ပေါင်းမြွနယ်ဆက်ရှိကြောက်တိုင်ခင်ရွာထန်းပေါရွာနဲ့ခြိုင်ဆောက်စုရွာတွေမှာရောက်ရှိနေကြောင်းထို့ပြင်တဲ့ပင်ရွာနဲ့ ချိုဆောက်စုရပါနဲ့ချိုလည်းမိရှုဖြစ်စီထားကြောင်းသိရတယ်။ထို့ပြင်ဂျပန်စစ်တပ်စစ်ကြောင်းတောရလန်ရှောက်ကိုလည်းနိုဝင်ဘာလ16ရက်နေ့နဲ့18ရက်တို့မှာစစ်တပ်လေးတွေနဲ့စစ်လိုက်ပုံစံတိုက်ခိုက်နေပြီးပြည်သူချိုတိုက်ခိုက်တရားရှိကနေနေပြက်စီမှုရှိပါတယ်။ထို့ဂျပန်စစ်တပ်စစ်ကြောင်းကအတူပါ24ရက်နေ့ကတန်းပင်ရွာကိုစစ်တပ်လေးတွေနဲ့ပုံစံတိုက်ခိုက်ခြင်းကြောင့်ကျင်းရနေပြည်သူတုံးသေဆုံးခဲ့ကြောင်းအတူပါ29ရက်နေ့မှာရှောင်းပင်ရွာမိုးကောင်ချောင်းမှာ30ကျော်ရဲ့ကိုရွှေမင်းနဲ့ရိုးကြီးတော်မှ40ရွယ်ကိုကျော်နိုင်ထွန်းတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်း အလားတူနိုဝင်ဘာလ17ရက်နေ့မှာဝက်ပုတ်ရွာရှိဖုံးတော်ကြီးကျောင်းနေမှာ40ရွယ်မြေသမီးတုံးနဲ့52နှစ်ရွယ်မြေသားတုံးတို့ထပ်မံတက်ပြတ်ခဲ့ကြောင်းသိရတယ်။ထို့သောစစ်ကြောင်းထုံးနေပြီးတော့ပြည်တိုင်းရှောင်းနေရသူရတဲ့မှာနိုဝင်ဘာလ15ရက်နေ့ညပိုင်းမှာမြန်မြွတ်နယ်အနောက်ပိုင်းကနေ62နှစ်ရွယ်ဖို့တုံးနိုဝင်ဘာလ16ရက်နေ့ညပိုင်းမှာမြန်မြွတ်နယ်အနောက်ပိုင်းကနေ62နှစ်ရွယ်ဖောက်တုံးနဲ့နိုဝင်ဘာလ18ရက်နေ့မနက်ပိုင်းမှာမြန်မြွတ်နယ်အနောက်ပိုင်းက62နှစ်ရွယ်ဖောက်တုံးအေးမိပြီးတိစောင်းခဲ့ကြောင်းသိရပါတယ်။ ဆက်လက်ပြီးစောင်းလင်းခြင်းမြတ်တဲ့တရားဝန်ပါကံမဏီဝင်တွင်ရှိစစ်တပ်ကိုပြည်ရဲရွှေတိုက်တုံးနဲ့ပြစ်ခတ်နေပြီးစစ်တပ်ကလည်းပြန်လည်ပြစ်ခတ်နေစကိုင်းတိုင်းစောင်းလင်းခြင်းမြို့နယ်လက်ပံတောင်းတောင်ကျင်းနီစီမံကိန်းကိုလောက်ကိုင်းတဲ့တရားဝန်ပါကံမဏီဝင်တွင်ရှိစစ်တပ်ကို PDF တွေကရှော့တိုက်တုံးနေနဲ့ပြစ်ခတ်နေပြီးစစ်တပ်ကလည်းကံမဏီဝင်တွင်မှ PDF တွေကိုပြန်လည်ပြစ်ခတ်နေကြောင်းတော်လိုင်းသတင်းမြင့်နဲ့ဒေသပြည်သူတွေကပြောတယ်မြန်မာလက်စကွဲနေမနက်9:55မိနစ်ကအချိန်ကစတင်ပြီးစာလင်းချင်းမြို့နယ်တရုတ်ဝမ်မှာကံမီဝင်းနဲ့မှာတက်ဆွဲထားတဲ့စစ်တပ်ကိုတော်လိုက်တပ်တွေကရှော့တိုက်တုံးနဲ့စစ်တိုက်ပစ်ခတ်ခဲ့ကြောင်း ဝမ်ပောင်ဝင်းတွင်ရှိစစ်တပ်ကလည်းလက်နက်ကြီးနဲ့ဇာတိုက်ပြန်လည်ပြစ်ခတ်လျက်ရှိကြောင်းပြန်လည်ပြစ်ခတ်မှုမျိုးဖြစ်နေပြီးပြည်သူတွေမှာအခြေအနေကိုစောင့်ကြည့်နေရပြီးစစ်တပ်ကစစ်ကြောင်းထုတ်လာခြင်းနဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်ပေါ်လာမျိုးစိုးရိမ်နေကြပါတယ်။တရုတ်ဝမ်ပောင်ကမ်ပဏီဝင်းတွင်တက်ဆွဲထားစစ်တပ်ကလက်နက်ကြီးနဲ့ပြစ်ခတ်မှုကြောင့်စာလင်းချင်းမြို့နယ်တွင်ရှိကြရတယ်မှာပြည်သူတွေထိခိုက်ဒေဆောင်မှုတွေမကြာခဏဖြစ်ပေါ်လေရှိပြီးစစ်တပ်ကစစ်ကြောင်းထုတ်ခြင်းကမ်ပဏီဝင်းတွင်ကိုပြန်လည်ဝင်ရောက်ခြင်းကျေးရွာတွေကိုမိရှုပ်ဖြတ်စည်းခြင်းနဲ့မကြာခဏဆိုသလိုပြုလုပ်လေရှိပါတယ်။ ထို့ကြောင့်ဒေါ်လာရင်းတက်တွေကလည်းစစ်တပ်ကတိုင်ကြတက်ဆွဲထားတဲ့ဝမ်ဘာကမ်ပဏီဝင်တွင်ကိုမကြကနဆိုလိုပြစ်ခတ်တိုက်ခိုက်မှုလုံဆောင်နေရှိတယ်။နိုဝင်ဘာလ17ရက်နေ့ည7:00နာရီကစတင်ပြီးစာလင်းချင်းမြို့နယ်ဝမ်ဘာကမ်ပဏီဝင်တွင်တက်ဆွဲထားအကြပ်စစ်တပ်ကိုဒေါ်လာရင်းတက်ဖွဲ့တွေကရှော့တိုက်တုံးလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့ပြေးလာကြပြန်ကောင်းဆောင်ပိုင်းနေပြည်ချက်ဌာနချုပ်မှအစာအုပ်သိတီဆောင်နေ KK ပနဲ့ရွှေကုတ်ကုံမြို့တဲကနေထွက်ပြေးလာကြပြန်ကောင်းဆောင်ပိုင်းတဲနိုင်ငံသားတွေဟာကင်းနယ်ကြားဆောင်တဲ့ပြည်ချက်စောင့်ချက်ခေါ်ယူလာမှုနဲ့မြရီမြို့နယ် တကတဲ့ကြေးအာမှာရောက်ရှိလာနေပြီးအစာအုပ်တည်းတွေထပ်မံတိဆောက်လုံဆောင်နေလို့ဒေသတွင်သတင်းမြစ်တွေကပြောတယ်။မြားရီမြို့တောင်ဘက်မှာရှိတဲ့ကင်းနယ်ကြားဆောင်တဲ့ BJ အထင်းကျောက်တိုင်းကကေဘက်ကြားဖြန့်လုပ်ငန်းခွင်နေတဲ့ကိုပြည်ကအော်တိုဘလာကစားပြီးစစ်ကောင်မရှင်တက်ကောင်မြောက်စင်းနေကြတဲ့နိုင်ငံသားရဲ့ပါဝင်နိုင်ငံသားအများအပြားနဲ့ပြည်တွင်းနေလုံသမားအများအပြားရှောင်ပြေးထွက်ပြေးခဲ့ရပါတယ်။ဒါအပြင် BJ အထင်းကျောက်တဲ့မြားရီမြို့မြောက်ဘက်မှာရှိတဲ့ရေကုတ်ကိုမြစ်တွေတဲကိုကြားဖြန့်နေတဲ့ရှင်နေအကြောင်းပြကစစ်ကောင်မရှင်တက်နဲ့ PGF တို့ကဝင်ရောက်ရှင်လင်းသွားမယ်ဆိုတာကြောင့်နိုဝင်ဘာလ18ရက်နေ့ညပိုင်းကတည်းကရေကုတ်ကိုမြစ်တွေကတရုတ်နိုင်ငံသားရဲ့ ြည်တွင်းနယ်လုံသမိုင်းများပြားကြိုတင်ရွှေ့ပြောင်းနေရတယ်။ရှေကုတ်ကိုမြစ်တဲ့ကြားပြောင်းဝင်နှိမ်နှင်းသွားမယ်ဆိုတဲ့ပတ်သက်လို့နိုဝင်ဘာလ18ရက်ကကင်းနယ်ကြားဆောင်တဲ့ PJ ခေါင်းဆောင်တက်အုပ်ဖြစ်တဲ့ပုံမူကြီးစောချစ်တွင်တဲ့စစ်ကောင်ပြင်းတက်တို့ကြားမြောက်ရီမြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးနှစ်ဖက်အဆင်မပြေမှုတွေဖြစ်ပေါ်ခဲ့လို့ BGF နဲ့နှီးစပ်တဲ့ရှေကုတ်ကိုတင်းမြစ်ကဆိုတယ်ကြားပြောင်းရှင်းလင်းမယ်ဆိုတာကြောင့်ရှေကုတ်ကိုမြို့ကကြားပြောင်းထိပ်ပိုင်းခေါင်းဆောင်ဆွေးနွေးရရှေကုတ်ကနေ BGF မှတ်နေတက်နေဌာနချုပ် တေကရေကျေးရဘက်စီရှစ်ပြောက်ထပ်ပြေးနေရရှိသလိုအဲ့ဒီတေကရေကျေးရတွင်မှာကြာဖြတ်စီမံကိန်းအတွက်အစာအုပ်သစ်တွေဆက်လက်လုပ်နေရလို့လည်းဒေတာတွင်သတင်းမြစ်တွေကပြောတယ်။ပြည်ကျမ်းမနေတက်နယ်ဌာနချုပ်တေကရက်ကျေးရဲမှာရွှေကုတ်ကထွက်ပြေးတာတယောက်ကြားဖြန့်ခေါင်းဆောင်ပိုင်းနေဖြင့် KK ပတ်တဲ့ဟာထွက်ပြေးလာတဲ့တယောက်ကြားဖြန့်ခေါင်းဆောင်ပိုင်းနေရရှိခလုံးနေကြရလို့သိရတယ်။စစ်ကောင်ရှင်ခေါင်းဆောင်ကတော့ပြည်ကရက်ပိုင်းတွင်သူ့ရဲ့ကရင်မွန်ပြည်နယ်ခေစင်တဲ့ကြားဖြန့်နေကိုနှိမ်နှင်းရှင်းလင်းသွားမယ်လို့ပြောဆိုထားပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒီဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။